ကျမတော်မူကြပါသခင်ဗျာယခုအချိန်မှစတင်ပြီးဒီကနေ့မေလ25ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပရမအူဆောင်အနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရွှေချင်မြို့နယ်အမှတ်1ဒေတာမှုအပ3ဦးကိုစစ်ကောင်စီတပ်တွေပစ်တက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာပဲခူးတိုင်းရွှေချင်မြို့နယ်မှာရွှေချင်မြို့နယ်အမှတ်1ဒေတာမှုအပအဝင်3ဦးကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြစ်သက်ခဲ့တယ်လို့မျက်မြင်တွေ့ရှိခဲ့ရတဲ့ရွှေကျင်ဒေသခံတဦးစီကနေသိရှိရပါတယ်။မေလ22ရက်နေ့နေ့လယ်တနာရီခန့်ကရွှေကျင်မြို့နယ်ကဲနီကျေးရွာအနီးမှာရှိတဲ့ Robert Chan အနီးမှာစစ်ကောင်စီငှိပုံးနဲ့တိုးပြီးပြစ်သက်ခံခဲ့ရတာလို့ဆိုပါတယ်။ဒေတာမိုးနဲ့သူ့ရဲ့ Batsman ကစိုက်ကစ်တစည်းနဲ့မြို့ကနေလာတာ Robert Chan နားအရောက်မှာစက္ကဆရီနဲ့တိုးတော့ပြစ်ခံရတာပြီးတော့ဓားနဲ့ထိုးပြီးမျက်နှာကိုစစ်ဖက်နဲ့ကန်တယ်။သူ့နောက်ကလိုက်လာတဲ့တာအမီနှစ်ယောက်ကိုလည်းပြစ်တက်လိုက်တယ်။ဒေတာမိုးနဲ့က ျမနဲ့ရင်းနှီးပါတယ်လို့ဖြစ်စဉ်ကိုမြင်တွေ့ခဲ့တဲ့ရွှေကျင်ဒေသခံအမျိုးသမီးတဦးကဆိုပါတယ်။တိတ်ဆုံးသူတွေဟာရွှေကျင်မြို့နယ် KNU အုပ်ချုပ်ရေးအမြဲတမ်းကော်မတီဝင်အမတ်၁ဒေတာမှုအသက်50အရွယ်စောအက်စတာ၊ဝိုင်ကျွန်းကြီးရွာကအသက်54နှစ်အရွယ်ဦးမင်းအောင်၊တပင်ချောင်းကြီးရွာကအသက်62နှစ်အရွယ်ဒေါ်စန်းထေတို့တိတ်ဆုံးခဲ့ပြီးသူနဲ့အတူလိုက်ပါလာတဲ့တပင်ချောင်းကြီးရွာကအသက်21နှစ်အရွယ်အောင်စရာထွန်းမှတန်ရာရခဲ့တာဖြစ်ပါတယ်။ အဲစတာကဒေတာခံကကားနဲ့ဝါသွားတင်မကိုပွိုင်းသဘောမျိုးနဲ့စိုက်ကယ်လေးနဲ့ဦးမင်းအောင်နဲ့အတူသွားလိုက်တာပြစ်သက်ခံရတာဒေါ်စန်းထင်းနဲ့အောင်စရာထွန်းကတော့တက်တက်စိုက်ကယ်နဲ့လာတာအဲစတာနဲ့ဦးမင်းအောင်ကိုပြစ်ပြီးသူတို့ကိုပါပြစ်လိုက်တာလို့ KNU ညောင်လေးပင်ခရင်ပြောရေးဆိုခွင့်ရှိသူစောဟဲကေးကပြောပါတယ်မြေလက်အတန်ကရရှိထားတဲ့ဒေတာမှုဦးအဲစတာရဲ့ရုပ်အလောင်းပုံမှာတော့ခန္ဓာကိုယ်အနှံအပြားမှာဓာတ်ထုတ်ဒဏ်ရာတွေနဲ့ဘယ်ဘက်နှစ်ထင်မှာသွေးအများပြတ်ထွက်နေတာကိုတွေ့ရှိရပါတယ် အလောင်းတွေကိုတော့အခင်းဖြစ်တဲ့နေရာမှာပဲစစ်ကောင်စီတပ်ကထားခဲ့ကအဲ့ဒီနေ့ညနေပိုင်းမှာ KNU တပ်ဖွဲ့ဝင်တွေကကြောက်ယူပြီး Soil Star ရဲ့နာရေးကိုမေလ22ရက်နေ့မှာပြုတ်လုပေးခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ရခိုင်တပ်တော် AA ကစစ်တိုင်းကြီး၃နိုင်ခွဲကတပ်ဖြန့်ထားပြီးနေပြည်တော်ကအင်အားထောင်တဲ့ချီဝင်သိမ်းတော့မယ့်အကြောင်းစာရေးဆရာတအူးရဲ့စီရေးတုံးသက်ထားမှုကိုတင်ဆက်ပေးပါမယ်ခင်ဗျာ အလီပိုင်ပြောက်စရာမလိုတော့ပဲမအားလကောင်းကင်လက်မဲအဖြစ်ရှီကရင်းမြင်းဒီအခမ်းအနားမှာတက်တည်ပြခဲ့တယ်။မေလ9ရက်ညနေပိုင်းမှာရုရှားနိုင်ငံရောက်နေတဲ့ရှီကအာနာဒိန်စစ်ကောင်းဆောင်ကိုဖိတ်ခေါ်ပြီးလက်ဆွဲနှုတ်ဆက်ဆွေးနွေးတိုင်ပင်ခြင်းနဲ့2021စစ်အာဏာသိမ်းမှုကိုကြိုးကင်ခဲ့ကြောင်းလေပြင်းမှာဆင်သွားတယ်လို့ပြခဲ့ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံထဲမှာရှိတဲ့တရုတ်ရင်းနှီးမြှုပ်နှံမှုကိုဖျက်ဆီးလဲဘာမှကန့်ကွက်စရာမလိုပါဘူး။မလို့ချင်းဒိုးလိုက်တော့တာကောလို့ရေး အနာသိန်းစစ်ကောင်စီကိုထောက်ပံ့နေတဲ့၍တရုတ်မုန်တီးစိတ်ဓာတ်ကပူပြင်းထန်လာဖို့ပဲရှိပြီးစစ်ကောင်စီပြုတ်ကျတာနဲ့တရုတ်အစိုးရကိုပါမအားလာကတော့တရုတ်ရင်းနှီးမြုပ်နှံမှုတွေကိုကာကွယ်ပေးမယ့်အကြောင်းအချိန်ချင်းကတိပေးပေမဲ့တခုပြီးတခုမျိုးတွေကိုလက်လွတ်နေရတာကြောင့်လက်သက်မွေးပြီးရှုတိုက်ခိုင်းပေမဲ့စီရင်မှာဖက်ဆယ်လို့မရဘူးအထူးသဖြင့်တရုတ်စီမံကိန်းတွေ project တွေရှိရမှာတိုက်ပွဲဖော်နေကြလို့တရုတ်လက်ရှင်တမမကြည့်နေရတာပဲ။ ဘေဘက်ကပြပြတရုတ်ပစ္စည်းထိရင် sorry ပဲနောက်ခါလာနောက်ခါဈေးပဲဖြစ်ပြီးစစ်တပ်နဲ့ဝင်ဆွတ်ဖက်ရင်တော့စိနာလဲရင်စားကြည့်လိမ့်မယ်မန္တလေးလာရှိုးလမ်းမပေါ်က TNL ထိချုပ်ထားတဲ့နောင်ချိုကြောင်မဲတီဘောမြို့တွေအပြင်မိုးကုန်းနဲ့မိုးမိတ်မြို့တွေကိုတရုတ်အကူအညီနဲ့စစ်ကောင်စီပြတ်တောင်းပေမဲ့ TNL မပေးဘူးလာမယ့်ဩဂတ်စ်လမှာပြန်တွေ့ဖို့ရှိကြပြီးတရုတ်ဖိအားကြောင့်ဒီမြို့တွေကိုလက်လွတ်နိုင်ခြေရှိတဲ့အပေါ် TNL အနေနဲ့ do or die ရွေးတဲ့အချိန်ရောက်ပြီလို့ယူဆတယ် စကိုင်းငလင်ကြောင့်အပြစ်ရထားတယ်ဆိုတော့အကြံဖက်စစ်ကောင်စီကလေကြောင်းကနေအရသာပြစ်မှတ်တွေဆေးရုံနဲ့စာတင်ကြောင်းတွေကိုပိုက်စိတ်တိုက်ပုံကျဲလာပြီးအကြောက်တရားအောက်နာနာရိုက်သွင်းတယ်ပြည်သူလူထုတွေအချင်းချင်းဝိဝါဒကွဲပြားမှုတွေပြစ်တင်ဝေဖန်ကြတာတွေကိုအဟုတ်မှတ်ပြီးသွေးစာနေတဲ့ဝင်းပလွေလိုထတ်တူးရက်ဆက်ကြတယ်တဖက်ပိတ်စစ်ခွေးသန်းတွေမတိတာကခဲပြစ်သူဒင်းတို့အလှဲ့ကြရင်ဟမ်မူရာဘီထုံနှလုံးမူရမယ်ဆိုတာပဲ ကိုရစီမင်းအောက်မှာအပြည့်ကျွေးဆက်တဲ့အလက်ခံနိုင်အောင် ခံကြဖို့ပဲနိုင်ငံကိုလက်နက်ပြပြီးအုပ်စည်းထားနိုင်တဲ့အနေအထားမှာနှစ်ပေါင်းများစွာစစ်အုပ်ချုပ်ရေးစနစ်အသက်သွင်းလာမှုနိုင်ငံရဲ့ဒဏ္ဍာရီကိုစိတ်ကြိုက်ခိုးယူတုံးဆွဲစစ်လက်နက်ခင်းရန်အပြစ်စစ်မှုထမ်းဥပဒေတွတ်သွင်းပြီးအတိုင်းအဆမရှိစီရင်မှာတုံပြီးတုံးဆွဲတာတောင်နေမြေတွေလက်လွတ်ရတဲ့အပြင် EAO တွေကိုမတားနိုင်တော့တာထားလေးနှစ်သား PDF တွေရဲ့စပိုးအုပ်ချင်းကိုခံနေရတယ် နိုင်ငံအရေးအမြစ်ကိုစိတ်တိုင်းကျသုံးခွင့်ရထားလို့အချိန်ဆွဲဆန့်ထားနိုင်ပြီးပြည်သူတွေလက်ပန်းကြအောင်ဆောင်တယ်။တော်လန်ကြီးဘက်ကမြန်နေသမျှမြန်မြန်တိုက်ခိုက်နိုင်မှတိုင်းပြည်နဲ့ပြည်သူလူထုတွေတက်တာမှာပါ။အချိန်ကိုက် time and momentum မဟာဗျူဟာထိုးစစ်နဲ့သာအကြံဖတ်စစ်ကောင်စီကိုဖြုတ်ချနိုင်မှာဖြစ်ပါတယ်။စစ်တပ်ဘက်ကအကြံပေးတွေက EAO တွေအနေနဲ့စစ်တပ်ကိုသူ့ပြည်နယ်မှာအထိနာအောင်တိုက်နိုင်ပေမဲ့ all attack လုံးနိုင်တဲ့အင်အားမရှိဘူးလို့တုံ့တက်တယ်။အကယ်၍အင်အားကြီးထွားလာပြီးဆိုရင် စားကောင်းမဲ့အသားနဲ့ယူပေးလိုက်ရင်ရက်သွားမယ်ဆိုတဲ့အမြင်မှန်ပါတယ် EO ထဲမှာတက်အင်အားလက်နက်အင်အားအတောင်တင်းဆုံးဖြစ်တဲ့ Wattet UWSA ကိုတောင်စစ်ကောင်းဆောင်တွေကကိုပိုင်အုပ်ချုပ်ခွင့် Confederate ပေးလိုက်တာသူ့ဘာသာတစင်ထောင်ပြီးသူ့ဥပဒေနဲ့သူအုပ်ချုပ်နေတာဟန်ကြနေတယ်လို့မြင်ကြတယ် UWSA နောက်မှာတရုတ်ကတေဆိုတေရှင်ဆိုရှင်ကြိုးကင်နေပြီးစစ်အာဏာရှင်ကောင်းဆောင်တွေအခက်မတွေ့အောင်ထိန်းကြီးပေးကြတယ် 2019 April 18ရက်နေ့နှစ်30ပြည့် UWSA ရဲ့စီရင်ပြခန်းအနားမှာ ULAAA စစ်ဦးစီးချုပ်ကိုတိုင်တက်ရောက်ပြီး UWSP UWSA ရနေတဲ့ Confederate လိုမျိုးလိုချင်တယ်လို့ပြောဘူးတယ်။အခုတော့ ULAAA အနေထားက1392စစ်စီနောက်ပိုင်းမှာ Confederate အစ်စ်တောင်မဟုတ်တော့ဘဲ de facto အစ်စ်ထိပါလှမ်းကျင်လှမ်းလို့ရနေပါပြီ။မအားလာကလိုအပ်ရင် drama ခင်းပြပြီးဝါခေါင်းဆောင်တွေစွပ်ပြုတ်တိုက်ပေးရတာပေါ့။ UWSP UWSA ခေါင်းဆောင်တွေကိုရော SAC ကိုပါတရုတ်ကကြိုးကင်ထားပြီးမြမအရေးကိုလူသလိုကစားတယ်။ level တော့တစင်းနဲ့တစင်းမြင့်ထားတာပြီး EO တွေတစ်စကန်းထားရင် UWSA နဲ့ထိန်းကြီးတယ်။တရုတ်ဩဇာတက်ရောက်တဲ့ရှမ်းနဲ့ကချင်ဘက်မှာ EO တွေကိုမြောက်ပိုင်းမဟာမိတ်ခုနှစ်ဖွဲ့ဖွဲ့ပြီးပြည်တော်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ FPNCC ကိုတည်ထောင်ထားပြီး UWSA ကဥက္ကဋ္ဌနေရ KIO KIA ကဒုဥက္ကဋ္ဌနေရယူထားတယ်။ တရုတ်ကမြန်မာနိုင်ငံအရေးမှာဝင်ဆွတ်ဖတ်လို့လိုဒလိုကြိုးခုံနိုင်အောင်ပြင်ဆင်ထားပြီး၎င်းတို့ရဲ့မဟာဗျူဟာမြောက် One Belt One Road BRI အတွက်စနစ်တကျပြင်ဆင်ထားပြီးသားပါ2021 February 1စစ်အာဏာသိမ်းမှုမှာတရုတ်ကြိုးကင်သလားဆိုတာကြိုးကင်တာမှန်ပေမဲ့မလိုချင်တဲ့ရွှေကွက်ကိုရွှေ့လိုက်ရတဲ့အနေအထားမတင်မကျဖြစ်လို့လဲရှေ့ပိုင်းမထွက်လာပဲသူတင်တဲ့ရုပ်သေးစစ်အစိုးရအခြေအနေမဟန်တဲ့အခါဘလူးဆိုင်တီးပြီးတော့ဝင်လာတယ် မအားလားအရေးချင်းမရှိလို့မနှိမ့်မြို့ပေမဲ့နောက်ကနိုင်ငံကိုစေအုပ်ချုပ်ရေးနဲ့ဖိနှိပ်ချုပ်ချယ်နေတဲ့စစ်တပ်ပြိုလဲမှလည်းမလိုလားဘူးအကြမ်းဖက်စစ်တပ်ဘက်ကနေမျက်နှာပြောင်တိုက်ဝင်ဆွတ်ဖက်လို့မြန်မာပြည်သူလူထုရဲ့နာကြီးမုန်းတိနေတာကိုသိပေမဲ့သွေးချောင်းစီဖြစ်ရဲ့စိုးတွေဖန်တီးပြီးအာနာရလာတဲ့အာနာရှင် ထုံးစံအတိုင်းလုံးဝကြီးမဆိုင်ဘူးပြည်သူလူထုထောက်ခံမှုရထားတဲ့ NUG အစိုးရနဲ့ PDF ကိုအဖက်မလုပ်ဘူး NUG တတမန်ရေးအရာဆက်သွယ်ပေမဲ့ပယ်ချတဲ့အပြင် ဒေတာတွင်းအာဆီယံနိုင်ငံတွေကိုအရေးမလုပ်ဖို့ဖိအားပေးတယ်။ຫນွေဥတော်လန်ရေးကြန့်ကြာနေတဲ့အဓိကအကြောင်းရင်းထဲမှာတရုတ်ကွန်မြူနစ်အစိုးရစနစ်တွေကြောင့်ပါတယ်။နောက်တစ်ချက်ကတော်လန်ရေးအဖွဲ့တွေကြောင့်ဘုံသဘောတူညီချက်မရှိဘဲမညီမညွတ်ဖြစ်တာကြောင့်ပါတယ်။ဒီနှစ်ချက်ပဲရုရှားကအဝေးကြီးမှဖြစ်တယ်လို့ယူကရိန်းကျူးကျော်စစ်နဲ့တိုင်ပတ်နေတယ်။တရုတ်ကွန်မြူနစ်အစိုးရစိုးရိမ်တာက NUG PDF တွေမဟာမိတ်ပြုတ်ပြီးဖောက်ထွက်လာနိုင်တဲ့ EU အဖွဲ့တွေကိုပဲ။ အထူးသဖြင့်မြောက်ပိုင်းမဟာမိတ်ခုနှစ်ဖွဲ့တွေမှာခြုံထွက်လာတဲ့ KNO KNA နဲ့ ULAAA ပဲ။တိုင်းရင်းသား DNA စစ်တဲ့အပြင် နိုင်ငံရေးနဲ့စစ်ရေးမှုဝါဒအုပ်ချုပ်ရေးကိုတစင်ချင်းဖော်ဆောင်နေပြီးသူ့ပြည်နယ်နဲ့သူ့မှာအတော်လွှမ်းမိုးမှုအားကောင်းလာတယ်။နောက်တစ်ချက်ရေရှည်စစ်ပွဲမှာတက်ရင်အားစစ်လက်နက်အင်အားတာနေပါစေ။အသိဉာဏ်ပညာတာသူတွေကသာအနိုင်ယူစမြဲပါ။ဒီအချက်ကိုစစ်ရေးပေါ်ကူစွန်စုကျူကဲလျံတို့ကမိတ်ဆိုပြီးသားပါ။အတိတ်ကကောင်းဆောင်မှုပိုင်းမှာ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကအာရခတ်တပ်တော် AA နဲ့ဧပြီနောက်ပိုင်းမှာဆက်သွယ်ရတဲ့ပတ်သက်ပြီးမြန်မာစစ်ကောင်စီကကန့်ကွက်တဲ့အပေါ်ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကပယ်ချတယ်လို့ဘင်္ဂလားဒေ့ရှ်အခြေစိုက်သတင်းတွေမှာဖော်ပြထားပါတယ်။ဘင်္ဂလားအစိုးရနဲ့အမျိုးသားအကျိုးစီးပွားကိုကာကွယ်ဖို့အတွက်လိုအပ်တယ်လို့ယူဆတဲ့ဘယ်အဖွဲ့အစည်းနဲ့မဆိုချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးအကြံပေးခလီလာရာမန်ကမေလ6ရက်နေ့မှာနိုင်ငံခြားရေးရာဌာနမှာသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။ လက်ရှိမှာဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့နေဆက်မှာထိန်းချုပ်ထားသူကအာရခတ်တပ်တော်သားဖြစ်တာကြောင့်သူတို့နဲ့ဆက်ဆံရမှာဖြစ်ပြီးဒါကအမှန်တရားဖြစ်တယ်လို့၎င်းကဆက်လက်ပြောခဲ့ပါတယ်။နောက်တစ်ချက်ကမတ်လတုန်းက UN အတွင်းရေးမှူးချုပ်ဘင်္ဂလားဒေ့ရှ်ကိုရောက်လာပြီးရခိုင်မှာရှိတဲ့စစ်ဘေးတင်ပြည်သူတွေကိုကူညီဖို့လူသားချင်းစာနာထောက်ထားမှုဇင်းကြံတစ်ခုကိုဘင်္ဂလားဒေ့ရှ်ကြားပြတ်အစိုးရထံတောင်းဆိုထားပြီးဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကအေအေနဲ့စစ်ကောင်စီကိုဆက်သွယ်ထားပြီးခွင့်ပြုချက်ကိုစောင့်နေတယ်လို့သိရှိရပါတယ်။ နိုင်ငံတကားဆိုတာစစ်နိုင်သူကိုပဲလက်ဆွဲနှုတ်ဆက်ခြင်းပြီးလေထက်လက်တွေကိုပဲဦးစားပေးတယ်။နောက်တစ်ချက်တရုတ်အမေရိကန်အိန္ဒိယသမုဒ္ဒရာစီးနင်းပွဲမှာ geopolitical အရာအားပြိုင်နေတယ်။အေအေခေါင်းပေါင်းတွေအနေနဲ့ဒါကို check and balance လုပ်နိုင်ရင် EAO တခုအနေနဲ့ nation wide ထိပါ de jure လောက်လာနိုင်ပါတယ်။ Araka တက်တော် AA ကအရှိန်အဟုန်နဲ့ကြီးထွားလာပြီးဒင်းပြစ်ကြက်ပြစ်ရခိုင်မှာ de facto government ဖြစ်လာဖို့အားယူနေတယ်။ ချင်းပလက်ဝအပါအဝင်ရခိုင်စလင်းမျိုးကိုတင်းထားတဲ့ AA ကတင်းယူထားတဲ့မျိုးတွေကိုထင်းချုံနိုင်ဖို့အုတ်ချုပ်ရေးရန်ညားကိုပြန်လည်ပတ်ဖို့ကြိုးစားနေတယ်စစ်ကောင်စီဘက်ကပြန်လည်ရယူဖို့အသာထားလေကြောင်းကနေဘုံမိုးရွာပြီးဖျက်ဆီးနေတယ် ULA AA ဝန်လက်တွေတောင်မှန်ဖြန့်ပြီးလေဟုံစီးပြီးအမြင့်ပြန်မာကို SAC အနေနဲ့ရအောင်တားနေပေမဲ့စိတ်မမီတော့ပါဘူးတရုတ်ရင်းနှီးမြှုပ်နှံထားတဲ့ကြောက်ပြူမျိုးကိုပတ်ဝိုင်းချုံပြီးတိုက်နေတယ်တတိထားပြီးတိုက်ပွဲဖော်နေရတယ်လို့ အစည်းအဝေးအနေအထားကနေရန်သူကြောက်စိတ်ဝင်လာအောင် comprehensive လုပ်လာတယ်။ကြာရှည်စစ်ကောင်စီဘက်ကတောင်းခံနိုင်မှာမဟုတ်ဘူး။ AA စစ်ဦးစီးချုပ်ပူချုပ်ထုံးလွှဲနိုင်ပြောသလိုအင်္ဂါဂျိုကလာပြောလဲတိမ့်မှာပဲဆိုပြီးလက်တွေ့လုပ်ပြနေတာ။မြို့တော်စစ်တွေမှာလည်းစစ်ကောင်စီခန့်ရခိုင်ဝန်ကြီးတွေစစ်ကောင်စီလုံနေတဲ့စစ်ရေးအစီအမံဆွေးနွေးပွဲတွေမှာတက်ခွင့်မရတော့ဘူး။ AA ကရခိုင်အတွင်းမှကြံနေတဲ့မြို့တွေကိုစစ်ရေးဖော်ဆောင်နေရုံမကရခိုင်နဲ့ထိစပ်နေတဲ့ ချင်းပြည်နယ်မကွေးပဲခူးအေယာဝတီတိုင်းဘက်စစ်မျက်နှာဖြန့်ပြီးဒေသခံ EAO LPDF တွေအင်အားစုတွေနဲ့စီရေးပူးပေါင်းဆောင်ရွက်နေပြီးအတော်ထိုးဖောက်ဝင်ရောက်နေတယ်။ဒါကလုံခြုံရေးအစီအမံ SSR ရ safety ဖြစ်အောင် ပြင်ဆင်ထားပြီးလိုအပ်ရင်ရန်ကုန်နေပြီးတော့အထိပါထိုးဖောက်ဝင်ရောက်နိုင်ဖို့ L of C အရ link ချိတ်လို့ရအောင်ကွန်ထောက်တွေပြင်ထားတယ်။ ULAA ကရခိုင်ပြည်နယ်တစ်ခုတည်းမှာတဲ့အင်အားတောင့်တင်းတာမဟုတ်ပဲမြစ်ဖြားခံတဲ့ကချင်ပြည်နယ်မှာလည်း3000ကျော်အထိရှိတယ်။ ညီနောင်နှစ်ဖွဲ့ရှိတဲ့ရှမ်းမြောက်မှာအင်အားဒုနဲ့ဒဲနဲ့ရှိတယ်။ချင်း၊စကိုင်း၊မကွေး၊ဘကိုး၊အေယာဝတီအေးအေးမရှိတဲ့နေရာမရှိပါဘူး။ရုပ်စွာအစုံတောင်ပိုင်းကရင်ဘက်ချက် KNU တက်မဟာ၅ဘက်မှာအေးအေးတက်ရင်လိုက်ရှိပါတယ်။အရခတ်တက်တော်အေးအေးတိဆောက်ထားတဲ့စီရေးနိုင်ငံရေးအုပ်ချုပ်ရေးအခင်းအကျင်းကိုကြည့်ရင်အကြမ်းဖက်စစ်တပ်နဲ့စင်ပြိုင်တိဆောက်နေပြီးလူအချက်တွေရှိနေပေမဲ့တွေးရင်တွေးရင်နဲ့ပန်းနိုင်ကိုရှောက်လန်းနေတာအားရစရာကြီးပါ။ AAC ရေးမှအောင်မြင်ရတဲ့အဓိက အကြောင်းအချက်၃မျိုးရှိပါတယ်။စစ်ပွဲအောင်မြင်မှုကိုရယူဖို့နီးလန်းဟာဥပဒေကိုအမြင့်ဆုံးထားရှိရမယ်။စွန့်စူးစွန့်ကြည့်စစ်ပွဲအောင်မြင်မှုကအင်းအားအနည်းအများနဲ့မဆိုင်ပဲခေါင်းဆောင်နိုင်စွမ်းဖြစ်တယ်။အမားတွေရှာဖွေနိုင်ရမယ်။ကျူကဲ့လျံစစ်ရေးပါရဂူနောက်ဆုံးတစ်ချက်ကစစ်ပွဲတစ်ပွဲမှာစစ်ပြူဟာကိုနားမလည်ကြပဲတတ္တိရှိယုံအစွမ်းထက်ယုံနဲ့တိုက်ချင်လွန်းတဲ့ဆန္ဒကြောင့်အနိုင်ရမယ်ထင်သလား။ no အမိန်ပေးကုတ်ကဲမှုစနစ် change of command မရှိပဲတိုက်ပွဲကြီးတပွဲကို လုံးဝမနိုင်နိုင်ပါဘူး viewer ကချမှတ်ထားတဲ့အတိုင်းတသွေးမတိန်လိုက်နာနိုင်မှအနိုင်ရပါမယ်စထက်တပိုးတိုးပြီးအောင်မြင်နိုင်ပါစေအေးအေးလို့ရေးသားထားပါရခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လှန်ရေးသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီး တော်လန်နေတဲ့ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တရင်ဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။